ဖကွက်48မြန်မာလွတ်လပ်ရေးရာပြီးခါသာနိုင်ငံတကာစင်မြင့်မှာဗဲမလိုက်ရေးလမ်းကိုမြန်မာရွေးခဲ့ပါတယ်။ဒါပေမဲ့ဗဟိုပြုကပတ်စနစ်ကိုယုံကြည်တဲ့တရုတ်နဲ့ဆက်ဆံရေးကတော့အငဲဖြောက်တန်းနေခဲ့တာတော့မဟုတ်ပါဘူး။အင်အားကြီးနိုင်ငံနဲ့ဆက်ဆံရမှာကိုယ့်အကျိုးစီးပွားကိုဘယ်လိုကာကွယ်ကြမလဲဆိုတာရွေးချယ်ဖို့လိုပါတယ်။လွမ်းမိုးမှုပူပေါင်းဆောင်ရွက်မှုဒါမှမဟုတ်တွန်းလှန်မှုအဲ့ဒီလမ်းတွေထဲမှာပါမြန်မာဟာဗဲလမ်းကိုရွေးခဲ့လဲ။ရွေးချယ်မှုတိုင်းမှာဘယ်လိုပဲဟိတိတွေဝယ်ထားခဲ့လဲဆိုတာတင်ပြချင်ပါတယ်။ ရပတ်ချီလန်အနေနဲ့မြန်မာဟာလွတ်လပ်စပြီးကတည်းကတရုတ်ကိုအလေးထားခဲ့တာအမှန်ပါပဲ။ဒါပေမဲ့တရုတ်ရဲ့ဟန်လူမျိုးကြီးဝါဒကိုလည်းစိုးရိမ်စိတ်ကအမြဲရှိနေခဲ့ပါတယ်။ထောက်ကွာ49မှာဖြစ်ခဲ့တာကမြန်မာတန်အမတ်ဥမြင့်သိန်းဟာမော်စီတောစီကိုတန်တမန်အထောက်ထားပေးဖို့သွားတဲ့အခါမှာမော်စီတောရဲ့လက်ထောက်ကလက်ခံမဲ့ဆိုတာကိုငြင်းဆန်ခဲ့ပါတယ်။ဒါဟာအချုပ်ချအာနာပိုင်နိုင်ငံတစ်ခုကြားမှာတမန်တော်ကိုယ်တိုင်လက်ခံမှာဖြစ်မဲ့ဆိုပြီးပြပတ်တတပြောပြီးတော့ တန်တမန်ဆက်ဆံရေးရုပ်သိမ်းမဲ့ဆိုတဲ့အထိချိန်ချောက်လိုက်တာကြောင့်မော်စီတုတ်ကိုတိုင်တန်အမတ်ကိုလက်ခံခဲ့ရပါတယ်။တဟာမြန်မာအချုပ်အခြာအာဏာအတွက်ပထမဦးဆုံးတိုက်ပွဲလို့ပြောလို့ရပါတယ်။ဝန်ကြီးချုပ်ဦးနှုတ်ကလည်း1949ဒီဇင်ဘာ17မှာဘက်အင်အားစုနဲ့မှမပူးပေါင်းပဲလွတ်လပ်တဲ့လမ်းကြောင်းကိုလိုက်မဲ့ဆိုပြီးကြေညာခဲ့ပါတယ်။ဒါပေမဲ့တရုတ်ကမြန်မာဘက်မလိုက်မှုကိုအစပိုင်းမှာတိတ်တဘောမကြခဲ့ပါဘူး။ပေကျင်းမှာယူချောက်ချီက မြန်မာကွန်မြူနတီပါတီ BCP ရဲ့လက်နက်ကိုက်တော်လှန်ရေးကိုထောက်ခံဖို့တိုက်တွန်းခဲ့ပါတယ်။မြန်မာအစိုးရကတရုတ်နဲ့ချင်းကြီးရဲရောက်ထောက်ပွား50ပြည်လုံးနေတွေမှာပေါက်ဖော့ဆိုတဲ့ဝေါ်ဟာရာကိုစတုံးခဲ့တယ်။ဒါပေမဲ့တရုတ်က BCP နဲ့ရှိုးဝက်ဆက်သွယ်မှုတွေရှိတာကိုမြန်မာကသိပြီးသားပါ။နယ်နိမိတ်တွေမတမတ်အရအသေးတဲ့အချိန်ဖြစ်လို့တရုတ်ကမြန်မာပြည်တွင်းရေးကိုဝင်ပါနိုင်တယ်လို့မြန်မာအစိုးရစိုးရိမ်ခဲ့ပေမဲ့တရုတ်ကတော့နုတ်ကတိလောက်ပဲပေးခဲ့တာတွေ့ရပါတယ် မြန်မာကတော့ထိုင်ဝမ်ဟာတရုတ်ပြည်မကြီးရဲ့အစိပ်ပိုင်းဆိုတဲ့တရုတ်တပြည်ထောင်မှုဝါဒကိုအမြဲထောက်ခံခဲ့ပါတယ်။မြန်မာနဲ့တရုတ်ဆက်ဆံရေးမှာမျက်မြင်တွေ့ရတဲ့တပ်တမန်ရေးတဲ့ပုံပြီးနဲ့ဆိုင်တဲ့အရှိုးဝက်ချက်တွေရှိခဲ့ပါတယ်။ထောက်ကောက်59မှာဆိုဗီယက်တရှုဖွင့်ချချက်အရတရုတ်နိုင်ငံဟာမြန်မာပြည်ကဗမာအလုသမားနဲ့လက်သမားပါတီ BWPP ကိုငွေကြေးထောက်ပံ့ခဲ့တယ်ဆိုပြီးသိရပါတယ်။အဲ့ဒီ BWPP ဟာအမျိုးသားညီညွတ်ရေးတပ်ပေါင်းစု NUF ကိုထိတ်ချုပ်ထားတာဖြစ်ပါတယ်။ မြန်မာအစိုးရကလည်းတရုတ်နဲ့ဆိုဗီယက်တန်ရုံနှစ်ခုစလုံးက BWPP ကိုရှိုးကငွေကြေးထောက်ပံ့နေခဲ့တာကိုအစိုးရကြီးကလည်းအသိထားပြီးသားဖြစ်ပါတယ်။ရန်ကုန်မှာရှိတဲ့တရုတ်တန်ရုံနဲ့တရုတ်ပိုက်ပန်းတွေကလည်းကွန်မြူနီလိုလာတဲ့အဖွဲ့အစည်းတွေကိုငွေကြေးထောက်ပံ့ခဲ့တယ်လို့မြန်မာအစိုးရကလည်းတရားပေါ်ယူဆခဲ့ပါတယ်။တရုတ်ဟာမြန်မာအစိုးရတက်မတော့အခြားနိုင်ငံရေးပါတီတွေနဲ့အကြောင်းသားအဖွဲ့အစည်းတွေကိုထိုးဖောက်ဝင်ရောက်ဖို့ကြိုးစားခဲ့ပါတယ်။ The Mera လူထုသတင်းစာတွေ၊ရေဒီယို ပီကင်းတို့ကနေဝါဒဖြတ်ခဲ့တယ်လို့စာအုပ်စာတမ်းတွေလည်းဖြတ်ဝေခဲ့ပါတယ်။ဒါဟာ soft power တော့ပြီးမြန်မာလူထုရဲ့စိတ်ကိုဖန်ဆီးနိုင်ဖို့ကြိုးစားခဲ့တာဖြစ်ပါတယ်။ပြပရောက်တရုတ်လူမျိုးတွေကြားနိုင်ငံရေးလုပ်ငန်းတွေလှုပ်ဆောင်ရမှာလဲပြပတရုတ်ရေးရကော်မရှင်နဲ့ညီညွတ်ရေးတပ်ဦးဌာနတို့ကအဓိကတောင်းဝန်ယူခဲ့တာဖြစ်ပါတယ်။တရုတ်ဒီမိုကရက်တစ်အဖွဲ့ချုပ်ကလည်းဩစာညောင်းခဲ့ပါတယ်။မြန်မာနိုင်ငံမှာရှိတဲ့တရုတ်အတိုင်းဝိုင်းဟာတရုတ်ပြည်မကြီးကိုထောက်ခံသူနဲ့ထိုင်ဝမ်ကိုထောက်ခံသူတွေအဖြစ်ကွဲနေကြပေမဲ့ ောက်ကွာ90ထောက်ကွာ61ပြည်လုံးနေတွေမှာတရုတ်နိုင်ငံဟာသူ့ရဲ့ယဉ်ကျေးမှုတန်တမန်ဆက်ဆံရေးကနေပြီးတော့အဆက်အသွယ်တွေကိုစပီးထိထားခဲ့ပါတယ်။တရုတ်အစိုးရဟာသူ့နိုင်ငံသားတွေမိခင်နိုင်ငံနဲ့အဆက်အသွယ်မပြတ်ဖို့နီလန်ပေါင်းစုံပုတ်ခဲ့တာဖြစ်ပါတယ်။ဥပမာအနေနဲ့တရုတ်ပိုင်ပန်တွေကနေငွေချေးဖို့ဆိုရင်သားသမီးတွေကိုတရုတ်လူလာတဲ့အကြောင်းကိုပို့ရမယ်။အထူးရက်တွေမှာတရုတ်အလံလွှဲတင်ရမယ်တရုတ်လူလားသူတွေကိုပဲအလုပ်ခိုင်းရမယ်ဆိုတဲ့စီကံတုတ်ချက်ကိုလိုက်နာရပါတယ် ဒါဟာစုပိတ်တံဘိစနစ်နဲ့ဩဇာလွှမ်းမိုးဖို့ကြိုးစားခဲ့တာပဲဖြစ်ပါတယ်။တရုတ်ကွန်မြူနစ်ပါတီ CCP နဲ့ဗမာပြည်ကွန်မြူနစ်ပါတီ BCP တို့အကြမ်းမှာပါတီချင်းဆက်ဆံရေးဟာရှုတ်ဝက်နေခဲ့ပါတယ်။ CCP ကအများအပြားစိတ်ဓာတ်ပိုင်းဆိုင်ရာအကူအညီလောက်ပဲပေးခဲ့တာများပါတယ်။ BCP ကသူတို့ရဲ့လက်နက်ကိုင်တိုက်ပွဲအတွက်တရုတ်အကူအညီကိုရအောင်ဂျန်စီကြိုးစားခဲ့ပါတယ်။1950စက်တင်ဘာမှာ BCP ကမြန်မာတရုတ်နယ်စပ်မှာအခြေစိုက်စခန်းတွေဖွင့်ပြီးတရုတ်အကူအညီကိုရှာတင့်တယ်ဆိုပြီးတော့ တိတိကျကျအကြံပေးတင်ပြခဲ့ကြတာရှိပါတယ်။နောက်ပိုင်းမှာတရုတ်ကွန်မြူနတီရဲ့အကြံပေးချက်တွေနဲ့ပါ BCP ကနိုင်ငံရေးစီရင်လမ်းစဉ်အစ်စ်ကိုချမှတ်ခဲ့ပါတယ်။အပြင်မှာကိုတရုတ်နိုင်ငံမှာရှိတဲ့ BCP တင်နာတာအချုပ်ပေကျင်းက CCP ဗဟုပါတီကျောင်းတွေမှာဥမင်းက UN Nationality Institute နဲ့ချုံချင်းက Mo Line Institute တို့မှာပညာသင်ခဲ့ကြပါတယ် နောက်တော့သူတို့ကိုတရုတ်ပြည်သူတပ်မတော် PFA မှာတပ်မအစစ်ဒါမှမဟုတ်တပ်ရင်းအစစ်တွေတောင်ရထူးတွေပေးခဲ့ပါတယ်။ BCP Overseas ဆိုပြီးတော့အနာမည်တော့ရခဲ့ပါတယ်။အဲ့ဒီ BCP Overseas ကမြန်မာနိုင်ငံအသူရဲ့ပါတီဌာနချုပ်အတွက်ဆက်သွယ်ရေးလုပ်ရမှာအဓိကကြားတဲ့အတိအကျမှာပါဝင်ရမှာဖြစ်ပေမဲ့တကယ်တော့ BCP အတွက် CCP ရဲ့ကြားခံဆက်သွယ်ရေးတစ်ခုလိုဖြစ်လာခဲ့တာဖြစ်ပါတယ်။ဆိုလိုတာကကြိုးစွဲကစားသမားလိုဖြစ်ခဲ့တာပါ။ ဗဟိုကော်မတီ oversee တွေရဲ့လှုပ်ရှားမှုတွေဟာ CCP ရဲ့ညွန်ကြားချက်အတိုင်းပဲဖြစ်လာခဲ့ပါတယ်။ထောက်ကွက်60ကစပြီး oversee BCP အဖွဲ့ဝင်တွေဟာ CCP ရဲ့မူဝါဒအရတရုတ်ပြည်သူတမရနိုင်ငံရဲ့ social lit တိဆောက်ရေးမှာပါဝင်ခဲ့ကြပါတယ်။ CCP က BCP ကိုကူညီနေတာကိုလူသိရှင်ကြားမပြောခဲ့ပါဘူး။တိတ်နေခဲ့ပါတယ်။မြန်မာကောင်ဆောင်တွေကတရုတ်နိုင်ငံက BCP တင်နန်းသားတွေအကြောင်းကိုမေးတဲ့အခါမှာတရုတ်ဘက်ကမသိဘူးလို့ညင်းခဲ့ပါတယ်။ ။အဟာနှစ်ဖက်လက်ပြီးကစားတာပဲဖြစ်ပါလေ။ဟုတ်ကွာ94ဒီဇင်ဘာမှာဦးနုတရုတ်နိုင်ငံကိုသွားလှည့်တဲ့အချိန်မှာ BCP တင်နန်းသားတွေကိစ္စကိုပြောခဲ့ပေမဲ့ကျင်းနဲ့လောက်တဲ့အဖြစ်မရခဲ့ပါဘူး။မြန်မာတရုတ်ဆက်ဆံရေးရဲ့ရှုပ်ထွေးတဲ့တမိုင်းကြောင်းဟာပေါက်ဖို့ဆိုတဲ့စကလုံးနောက်ကသာပထဝီနိုင်ငံရေးမဟာပြူဟာများအချိုးစည်းပွားအနေနဲ့ရှုပ်ဝက်လှုပ်ရှားမှုတွေကိုဖော်ပြနေခဲ့ပါလေ။မြန်မာဟာဗမလိုက်မူဝါဒကိုကျင့်သုံးခဲ့ပေမဲ့တရုတ်ဩဇာလွှမ်းမိုးမှုအောက်ကနေလောကရုပ်ထွက်နိုင်ခဲ့တာတော့မဟုတ်ပါဘူး။ မြန်မာနဲ့တရုတ်နိုင်ငံတို့ကအထောက်ကောက50ဇွန်လ8ရက်နေ့မှာတန်ခဲတမခင်ဆက်ဆံရေးတရားဝင်စတင်ခဲ့ပါတယ်။အဲ့ဒီနေ့မှာပဲတရုတ်သမ္မတမော်စီတုံးကမြန်မာတန်မာရဲ့အထောက်ထားတွေလက်ခံခဲ့တဲ့မြန်မာကလည်းပေကျင်းမှာတန်ယုံဖွင့်ခဲ့တာဖြစ်ပါတယ်။ရက်အနှံ့ငယ်အကြဇွန်လ28ရက်နေ့မှာတော့တရုတ်ကရန်ကုန်မှာတန်ယုံဖွင့်ပြီးတော့အထောက်ကောက်50အော်ဂုတ်လမှာပထမဆုံးတန်မတ်ရောင်ကျုံမင်းကိုဇေလွတ်ခဲ့တာဖြစ်ပါတယ်။အစောပိုင်းနေ့တွေမှာနိုင်ငံဆက်ဆံရေးအကန့်အသတ်တွေရှိခဲ့ပေမဲ့အထောက်ကောက်54ဇွန်လဝန်ကြီးချုပ်ချူအင်လာ မြန်မာနိုင်ငံကိုပထမဆုံးလာလက်ခဲရကစပြီးပုပ်ကိုရေးတာတမန်ဆက်ဆံရေးဟာအရေးပါတဲ့နေရာကိုရောက်လာခဲ့ပါတယ်ထောက်ကွာ50ကနေထောက်ကွာ54ခုနှစ်အတွင်းကာလဟာမြန်မာနိုင်ငံခြားရေးမူဝါဒအတွက်တော့စိတ်ခေါ်မှုတွေနဲ့ပြည့်နေခဲ့ပါတယ်ကုလသမဂ္ဂမှာတရုတ်အပေါ်ဘယ်လိုရပ်တည်မလဲကိုရီးယားစစ်ပွဲတိဘက်ပြဿနာတွေဟာအထင်ရှားတွေ့ရတာပါပဲမြန်မာအစိုးရဟာတရုတ်ပြည်သူတမတော်နိုင်ငံကိုအတိမတ်ပြုတ်ပြီးနောက်တရုတ်တစ်ခုတည်းမူဝါဒကိုကျင့်သုံးခဲ့ပြီး ကုလသမဂ္ဂမှတရုတ်ပြည်သူတမဒါနိုင်ငံအတွက်ထိုက်ခုံရရှိရေးကိုထောက်ခံပြောဆိုခဲ့တာဖြစ်ပါတယ်။ဟောက်ကွာ52ခုနဲ့ကုလသမဂ္ဂအထွေထွေညီလာခံမှာဦးမြင့်သိန်းကတကယ်တရုတ်နိုင်ငံဟာကျွန်တော်တို့ကြားမှာကိုစားပြုခြင်းမရှိဘူးလို့လည်းပြည့်ပြတ်သောသာပြောခဲ့ပါတယ်။ဟောက်ကွာ90/25ရက်နေ့မှာကိုရီးယားစစ်ပွဲစတာနဲ့မြန်မာနိုင်ငံက29ရက်နေ့မှာတောင်ကိုရီးယားကိုကူညီဖို့တပ်ဖွဲ့တွေစစ်လို့တဲ့ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့လှုပ်ဆောင်ချက်ကိုထောက်ခံခဲ့ပါတယ်။ဦးနုက လော့တော်မှာကျွန်တော်တို့နိုင်ငံကအင်အားကြီးတဲ့နိုင်ငံကအကျိုးကျော်ခံရတဲ့အခါမှာကုလသမဂ္ဂရဲ့အကူအညီကိုမျှော်လင့်ပါတယ်လို့လည်းရှင်းပြခဲ့ပါတယ်။ဒါပေမဲ့ထောက်ကွ50အတိုဘာလတရုတ်စစ်ပွဲတွေဝင်လာပြီးတော့ထောက်ကွ51ဖေဖော်ဝါရီတရက်နေ့မှာတော့အမေရိကန်ကတရုတ်ကိုကျိုးကျော်သူအဖြစ်သတ်မှတ်ဖို့ကုလသမဂ္ဂဆုံးဖြတ်ချက်ကိုမြန်မာကပဲကန့်ကွက်ခဲ့ပါတယ်။ တိဘက်ကိုတရုတ်အစိုးရတိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးပြန်ကြားရေးအတွင်းဝန်ဦးတန်းကကျွန်တော်တို့နိုင်ငံဟာဘယ်ဖက်မှမပါလိုပါဘူးဒါပေမဲ့ဘလို့ကျူးကျော်မှုကိုမဆိုမုံတိတဲ့မူဝါဒအရဒီသတင်းကြောင့်ပျော်ရွှင်ခြင်းမရှိပါဘူးဆိုပြီးတတိထားပြီးတော့ပြောဆိုခဲ့ပါတယ်ထောက်ကောက်50ထောက်ကောက်54ခုနှစ်အတွင်းမှာတရုတ်မြန်မာဆက်ဆံရေးဟာတိတ်မတိတ်ချတဲ့အခြေအနေမှာရှိနေခဲ့တယ်လို့ဦးနုကထောက်ကောက်58ခုနှစ်မှာရှင်းပြခဲ့ပါတယ်ထောက်ကောက်50ပြည့်လွန်နေပြီအစောပိုင်းမှာ တမတော်ရဲ့ပထမဆုံးစစ်ရေးအယူဝါဒမှာကွန်မြူနတီရုပ်ကိုချိန်ချမှုအဖြစ်သတ်မှတ်ခဲ့ပါတယ်။ဒါပေမဲ့1952ခုနှစ်အစောပိုင်းမှာတော့ကွန်မြူနတီတွေအင်အားနည်းသွားတာနဲ့ကိုရီးယားစစ်ပွဲတစ်လျှောက်လုံးမြန်မာရည်တီချက်တွေကြောင့်တရုတ်ကားဆောင်ပိုင်းရဲ့မြန်မာအပေါ်မှာအမြင်ပြောင်းသွားခဲ့ပါတယ်။1954ခုနှစ်အစောပိုင်းမှာမြန်မာနိုင်ငံရဲ့ဂျာနီဝါဒီမူဝါဒဟာတရုတ်အတွက်အကျိုးမြတ်တွေရနိုင်တယ်လို့ရန်ကုန်ကနေပြောတဲ့အတန်တွေကိုပေကျင်းကယုံကြည်စေခဲ့ပါတယ်။ ဒါကတရုတ်ကိုမြန်မာအပေါ်ပြောင်းလဲပြည်လွယ်မူဝါဒကျင့်သုံးဖို့လှုပ်ဆော်ခဲ့တာဖြစ်နိုင်ပါတယ်မြန်မာနိုင်ငံဟာတရုတ်နဲ့အတူငိမ့်ချမ်းစွာအတူရှင်တွဲနေထိုင်မှုကြီး၅ချက်ကိုပထမဦးဆုံးလက်ခံကျင့်သုံးခဲ့တဲ့နိုင်ငံတွေထဲကတစ်ခုပါဟောက်က54စုံလောက်မှာဝန်ကြီးချုပ်ချူအင်လိုက်မြန်မာနိုင်ငံကိုနိုင်ငံတော်အစစ်ပထမအစိုးရလက်ခဲ့ပြီးနိုင်ငံဟာအနေမြေပိုင်နဲ့အချုပ်ချုပ်အာဏာကိုအပြန်အလှန်လေးစားခြင်းကျူးကျော်မှုမပြုခြင်းပြည်ရင်းရေးဝင်မရောက်ခြင်း ဒန်းတို့ညီများမှုနဲ့အပြန်အလှန်အကျိုးများရှိခြင်းငယ်ချမ်းစွာအတူရှင်တွဲနေထိုင်ခြင်းစားတတ်မှုတွေကိုလိုက်နာဖို့သဘောတူခဲ့ကြပါတယ်ထောက်ကွာ54ဇွန်လ29ရက်ပူးတွဲကြေညာချက်မှာတော်လန်ရေးကိုတင်ပို့လို့မရဘူးတစ်ချိန်တည်းမှာပဲဘယ်နိုင်ငံကပြည်သူလူထုရဲ့ဆန္ဒကိုမစိုးအပြင်ကနေဝင်ရောက်ဆုတ်ဖက်ခွင့်မပြုသင့်ဘူးလို့လည်းဖော်ပြထားပါတယ် ဒါဟာတရုတ်ကမြန်မာပြည်တွင်းရေကိုဝင်မှာမဟုတ်ဘူးဆိုတဲ့လူသိရှင်ကြားအမခန့်ချက်တစ်ခုဖြစ်ပြီးလက်နိုင်ငံဆက်ဆံရေးပိုကောင်းလာဖို့လမ်းဖွင့်ပေးခဲ့တာပဲဖြစ်ပါတယ်။ချူအင်လိုက်အခီးစဉ်ကိုတုတ်ပြတဲ့နေ့ကဦးနုဟာ1954နိုဝင်ဘာ26ရက်နေ့မှာတရုတ်နိုင်ငံကိုကိုယ်စားလှယ်အဖွဲ့ကိုဦးဆောင်ပြီးတွားခဲ့ပါတယ်။1954 December တရက်နေ့မှာဥက္ကဋ္ဌမော်စီတုံးနဲ့တွေ့တဲ့အခါမှာဦးနုကကျန်နေသေးတဲ့ကုမ္ပဏီတပ်ဖွဲ့တွေနဲ့ပတ်သက်ပြီးမြန်မာရည်တိချက်ကိုနားလည်ပေးတဲ့အတွက်တရုတ်ကိုကျေးဇူးတင်ကြောင်းလည်းပြောခဲ့ပါတယ်။ အဲ့ဒီမော်စီတိုရဲ့အာမခန့်ကျန်ဟာမြန်မာကောင်းဆောင်ပိုင်းအတွက်တော့စိတ်အေးစရာအဲ့တော့ကဖြစ်ခဲ့ရပါတယ်ထောက်ပေါ်54ခုနဲ့မှာဦးနုရဲ့တရုတ်ခရီးစဉ်ဟာနိုင်ငံကုန်သွယ်ရေးဆက်ဆံမှုတွေကိုပါပို့ပြီးနှိဆက်စေခဲ့ပါတယ်တရုတ်ကမြန်မာစံတန်ချိန်တသိန်းခွဲကနေနှစ်သိန်းကိုထောက်ပေါ်55ခုနှစ်ကနေထောက်ပေါ်58ခုနှစ်ထိနှစ်တိုင်းဝယ်ဖို့သဘောတူခဲ့ပါတယ်ဒီဆုပ်ဖြတ်ချက်ဟာမြန်မာစီးပွားရေးအတွက်ပါအရေးပါခဲ့ပါတယ် ဟောက55ဇန်နဝါရီ25ရက်မှာမြန်မာကစံတန်ချိန်တိတ်ခွဲကိုတဒံကိုအမေရိကန်ဒေါ်လာ130နှစ်ဗမာငွေနဲ့ဆိုရင်ကျပ်ပေါက်ကျပ်960ကျပ်နှုန်းနဲ့ရောင်းဖို့စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ဟောက56ဇန်နဝါရီ4ရက်မြန်မာလွတ်လပ်ရေးနေ့မှာ2 inline ကတရုတ်ကမြန်မာကိုဒန်းတူညီမျှမှုနဲ့အပြန်အလှန်အကျိုးမြတ်ပေါ်အခြေခံပြီးဖြစ်နိုင်တဲ့အကူအညီနဲ့နည်းပညာအကူအညီတွေကိုပေးဖို့အစီအစစ်ရှိပါတယ်ဆိုပြီးလို့လည်းပြောခဲ့ပါတယ်။ 1956ဒီဇင်ဘာ17ရက်မှလည်းသူဟာကျွန်တော်တို့ရဲ့စီးပွားရေးပူပေါင်းဆောင်ရွက်မှုဟာတန်းတူညီမျှတဲ့အကြားပူပေါင်းဆောင်ရွက်မှုတစ်ခုဖြစ်ပြီးတော့အပြန်အလှန်အကျိုးမြတ်ရှိပါတယ်လို့လည်းထပ်ပြောခဲ့ပါတယ်။အဲ့ဒီ1954ခုနှစ်မှာအူနူရဲ့တရုတ်ခရီးစဉ်အတွင်မြန်မာနိုင်ငံမှာရှိတဲ့တရုတ်လူမျိုးတွေရဲ့အခြေအနေကိုလည်းဆင်းနစ်ခဲ့တယ်လို့သိရပါတယ်။1954ဒီဇင်ဘာ17ရက်နေ့မှာထုတ်ပြန်ခဲ့တဲ့ပူတွဲကြေညာချက်အရနိုင်ငံသားတွေဟာနေထိုင်တဲ့နိုင်ငံရဲ့ဥပဒေနဲ့ဒလိထောက်တန်းတွေကိုလေးစားပြီး နိုင်ငံရေးလှုပ်ရှားမှုတွေမှာမပါဖို့သဘောတူခဲ့ကြပါတယ်ထောက်ကွာ55စက်တင်ဘာ27ရက်နေ့မှာတော့ကာကွယ်ဝန်ကြီးပူချုပ်ကြီးတန်တဲဝါရဲ့ဖိတ်ကြားချက်အရကာကွယ်ဦးစီးချုပ်ပူချုပ်ကြီးနေဝင်ကောင်းဆောင်တဲ့မြန်မာစစ်ရေးကိုယ်စားလှယ်အဖွဲ့ဟာတရုတ်နိုင်ငံကိုတွားခဲ့ပါတယ်ဒီခီးစဉ်ဟာနိုင်ငံခြားစစ်ရေးအဆက်အသွယ်တွေရဲ့အစပဲဖြစ်ပါတယ် 1954ခုနှစ်ဦးနှုတ်ခရီးစဉ်တုန်းကတရုတ်မြန်မာဆက်ဆံရေးမတ်တိုက်အစ်တစ်ခုဖြစ်ခဲ့တယ်1953ခုနှစ်ရောက်တဲ့အခါမှာတရုတ်ပြည်သူ့တော်လှန်နိုင်ငံကဗမာလိုက်တဲ့နိုင်ငံတွေကိုထောက်ခံတဲ့သူတို့ရဲ့မူဝါဒကနိုင်ငံရေးအကျိုးအမြတ်နည်းတဲ့ဆိုတာသိလာခဲ့ပုံရပါတယ်1955ခုနှစ်မှာလုပ်ခဲ့တဲ့ဗန်ဒေါကွန်ဖရစ်ကိုချူအင်လိုင်းကိုဖိတ်ဖို့ဦးနှုတ်ရဲ့ကြိုးပမ်းမှုကလည်းနိုင်ငံဆက်ဆံရေးပိုခိုင်းမှလာခဲ့ပါတယ်ဗန်ဒေါကလည်းပြန်လာတဲ့လမ်းမှာချူအင်လိုင်းဟာ AP လမြန်မာနစ်တက်ကူပွဲကိုဆင်နွှဲဖို့ရန်ကုန်မှာရက်အနှံငယ်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာတရုတ်မြန်မာဆက်ဆံရေးဟာငြိမ်းချမ်းစွာအတူရှင်တွဲနေထိုင်ရေးမူကြီး၅ချက်နဲ့တန်တောင်းစိတ်တဲ့အပေါ်အခြေခံထားပြီးသားဖြစ်တော့ပါပြီ။အဲ့လိုနဲ့နိုင်ငံခြားဆက်ဆံရေးဟာနိုင်ငံရေးကုတ်သွေးရေးနဲ့ယဉ်ကျေးမှုနယ်ပယ်တွေကိုကြော်ပြီးစည်ရေးအဆက်အသွယ်တွေအထိပါပေါ်ကြည့်နေဝင်ခီးစိမ်မှာစပြီးဖြစ်ပေါ်တိုးတက်လာခဲ့တာဖြစ်ပါတယ်။ ပထမဦးဆုံးအခန်းကိုညီကိုချုပ်ရအောင်လို့ဆိုရင်မြန်မာဟာပတ်ဖို့ခင်မင်းမှုပေါင်းတွေကနေပြောင်းလဲပြင်လဲတရုတ်မှုဟာတော့လွမ်းမှုမှုကိုဘေးကင်းစွာကြော်ဖြတ်ဖို့တော့တော်တော်ခက်နေပါပြီကျောက်တက်ကသူ့ဂျိုးစည်းဘွားကိုပဲအဓိကထားပြီးတော့မူဝါဒတွေချမှတ်မဲ့ဆိုတာလည်းမြန်မာကောင်းကောင်းသိခဲ့ပြီးသားဖြစ်ပါလေဒါကိုအလေးနဲ့ထားပြီးဆက်ဆက်နိုင်ပါမလားနောက်ပိုင်းမှာဘာတွေဆက်ဖြစ်လဲမြန်မာနိုင်ငံရဲ့အနာဂတ်ဟာဒီလိုရှုပ်ထွေးတဲ့ဆက်ဆက်ရေးကိုဘယ်လိုစီမံနိုင်မလဲဆိုတဲ့အပေါ်မှာမူတည်နေပါတယ်မြန်မာအနာဂတ်အတွက်တရုတ်မူဝါဒကိုပို့ပြီးဘယ်လောက်ထိ ဉာဏ်ပညာရှိရှိကိုင်တွင်နိုင်မလဲစောအားရလာတဲ့အထိဖြစ်သွားခဲ့တဲ့အဖြစ်တစ်ခုများရှိလားဆိုတာနောက်ထပ်မှာဆက်ပြီးတော့ကြည့်ပေးပါခင်ဗျ